မင်္ဂလာပါရှင်။2025ခုနှစ်အောက်တိုဘာလ13ရက်နေ့ကနေ19ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။ အခုရတဲ့တပတ်အတွင်းမှာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတဝမ်းလုံးကနေဆုတ်ခွာသွားနိုင်ခြေရှိနေပါတယ်။မိုးအခြေအနေကတော့တနင်္လာရီတိုင်းရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံချွာနိုင်ပြီးနေပြည်တော်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံချွာနိုင်ပါတယ်။အခုဆက်လက်ပြီးတော့နေ့လိုက်တပတ်စာမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ အော်တိုဘားလ23ရက်နေ့အတွက်မူလီဝဒါခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ဖြစ်ထောနိုင်ပြီးမုတ်တုံလေးဟာအားအနည်းငယ်ရှိနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျောမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိအရှိတောင်ဘက်ကလေးဟာတနင်္လာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းအထက်ပိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်ရှင်။မနေ့ပြန်အောက်တိုဘာလ14ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလီဟာအားအနည်းငယ်ရှိနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျုံမဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိအရှိတောင်ဘက်ကလေဟာတနင်္လာရီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်အတင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှိပိုင်းတနင်္လာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအနောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့နေရာကျကျမိုးထချုံရွာနိုင်ပါတယ်ရှင်။ အောက်တိုဘာလ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလေးဟာအားအနေငယ်ရှိနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူတန်ရခိုင်ကန်ယူတန်မြဝကျောမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိတ်ဘက်ကလေဟာတနင်္လာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးချိန်တွေကတော့နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ရှင်။အော်တိုဘားလာ16ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလီဟာအားအနေငယ်ရှိနိုင်ပါတယ် ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြဝကျုံမဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိတ်ဘက်ကလေဟာတနင်္သာရီက9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်အရင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းတိုင်းရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးကချင်ပြည်နယ်မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။ အော်တိုဘားလ18ရက်နေ့အတွက်မူလဝေသခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အထင်အထင်ဖြစ်တော်နိုင်ပြီးမုတ်တုံလီဟာအားအနေငယ်ရှိနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိဘက်ကလီဟာတနင်္သာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်အထင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအနောက်ပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းပဲခူးတိုင်းအရှေ့ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်ရှင်အော်တိုဘားလာ၁၈ရက်နေ့အတွက်မူလီဝဒခက်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အထင်အင့်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလီဟာအာအနေငယ်ရှိနိုင်ပါတယ် ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေတာတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိတ်ကလီဟာတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချင်းတွေကတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်ရှင်။ အော်တိုဝါလာ16ရက်နေ့အတွက်မူလဝတ္ထခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတရင်အသင့်တင်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလေးဟာအားအနေငယ်ရှိနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိတ်ကလီဟာတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရနေရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရသက်တပတ်မူလဝတ္ထအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။